ညင်ရီကြခဲ့ရဦးပါလေဒါကူအမိကအနည်းငယ်အကျွမ်းခံပန်းကလေးဖြစ်နေသူ့ဘဝကိုတင်စားပြီးပန်းဆိုတာမွေးတုံးလှတုံးမှာတော့ချစ်လိုက်ပြားလေးတွေဟာတဝဲနေလေရှိနေကြပြီမေပန်းလေးတွေရဲ့ဘဝအလှပမဲ့ကင်းပြီးရနမတင်းပြန့်တော့ဘူးဆိုမှဖြင့်ပန်းကြီးနဲ့မှလိပ်ပြားလဲပြောက်ပန်းကျောက်လဲကျွေးမျက်ရည်လဲကျငိုခဲ့ရတဲ့ပန်းနဲ့တူတဲ့အမေတို့ဘဝအမေကဒီလိုတင်ပြခဲ့ 心。